ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ရှင်းစရာပို့တော့ကိုပြောက်တဲ့ခါတိုင်းပြန်လဲမြောက်ပေးမှဖြစ်ပါတယ်ဗျာခွန်မန်နဲ့ရေရမီတာတောင်းထားတဲ့မိစွေညီငယ်များအတွက်မြောက်ပေးခြင်းပဲဖြစ်ပါတယ်ဗျာဆရာကြီးကိုပြောက်ခါတာလေးမြောက်ပေးပါဦးဆိုလို့ကျွန်တော်ဒီဟာလေးကိုရှာဖွေပြီးတော့ပြန်လဲမြောက်ပေးခြင်းဖြစ်ပါတယ်ဗျာဒီခါတော့ကတော့ကျွန်တော်လေဒီပိရိကတ်သုံးပုံထဲမှာတော့ရှာတွေ့မှာမဟုတ် ကျွန်တော်အရင်ဗီဒီယိုကျွန်တော်အရင်ကိုပြောက်ခါတာမြောက်ပေးခဲ့တဲ့ဝန်ကြတော့ဟိုဘဝေဘဝေဟံဘယဟုံးတို့စတဲ့ကျွန်တော်တွေစတဲ့ကိုပြောက်ခါတာကြတော့ ဗုဒ္ဓမြတ်စွာဘုရားကိုတိုင်ကျွန်တော်ကြီးမပကပြမာကြီးကိုတရားဟောခဲ့တယ်ကိုရောင်ဖြောက်ပြပြီးတော့ကျွန်တော်တွေတရားပြခဲ့တဲ့ခါတာကိုပြောက်ခါတာပေါ့နော်အခုမြောက်ဝိမခါတာကြတော့ကျွန်တော်ပိရိကသုံးပုံထဲမှာတော့မပါဘူးဗုဒ္ဓဗုဒ္ဓကျွန်တော်ဖရားဟောနှုတ်ထွက်မဟုတ်ဘူးပေါ့နော်ဒါကတော့ရှေးဆရာကြီးများအသုံးပြုခဲ့တဲ့ရှေးလောကီဆရာကြီးများစီရင်ပြီးတော့အသုံးပြုခဲ့တဲ့ကိုပြောက်ခါတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တွေဒီတိခါတာကိုဗောရိတာလအသုံးပြုခဲ့တဲ့လူလဲ တချို့စာတွေမှာလည်းကျွန်တော်ဖတ်ရပါတယ်အဲ့တော့ဟိုတေချာပေါအသုံးပြုခဲ့တယ်မပြုခဲ့ဘူးပါတော့ကျွန်တော်တိကျတာမသိဘူးပေါ့နော်ဒါပေမဲ့ねကျွန်တော်ကတော့အဲ့လိုပြုခဲ့တယ်ထင်နေပြဘာကြောင့်လဲဆိုတော့ဒီမန်နန်ကတစ်ကိုင်းတိုလေးတစ်ခုကိုဒီဟာနဲ့မန်းလိုက်ပြီးတော့ဗဇက်တဲ့မန်ငုံထားလိုက်ရင်ကိုရောင်ပျောက်သွားတယ်ဗဇက်တဲ့နဲ့ပြန်ထုတ်လိုက်ရင်ကိုရောင်ပြန်ပေါ်လာလေလို့စာထဲမှာတော့ဆိုထားပါတယ်အဲ့တော့ကျွန်တော်တို့ခါကြလို့ရှိရင်ရှေ့ရှေ့လူကြီးသမားတွေကတော့ကျွန်တော်ပြေးလွှားနေကျွန်တော်နေဘက်တွေစိုက်ပြီးတောတွေပေါ့နော်ပြေးလွှားနေဘီးဒီမှာဘာမှဆွဲစရာကင်စရာမရှိတော့ ဘေးရတက်တက်ကိုင်းတကိုင်းကိုချိုးလိုက်ပြီးတော့အဲ့တက်ကိုင်းကိုမန်းလိုက်ပြီးတော့ဆောင်းထားတယ်ပဲဖြစ်ဖြစ်သူ့မဟုတ်အဲ့တက်ကိုင်းလေးကိုအပိုင်းလေးပိုင်းပြီးအပိုင်းလေးချိုးပြီးတော့မှန်ပြီးတော့ဗဇက်ထဲမှာကြိုက်ထားပဲဖြစ်ဖြစ်အဲ့လိုမျိုးလုတ်လိုက်တာနဲ့အဲ့ဒီတွိုင်းလိုင်းလူတွေကရန်သူတွေကကိုမမြင်နိုင်ဘူးအဲ့တော့ကိုကကိုအောင်ပျောက်ပြီးကိုကသူ့ကိုတွေးပြီးသူကကိုမတွေ့ဘူးပေါ့နော်အဲ့လိုပဲကျွန်တော်တို့တွေ အခုလိုချင်တဲ့မျိုးမှာလဲကျွန်တော်တို့အဲကျွန်တော်တို့ဒီဒုက္ခပေးမဲ့လူတွေမတွေ့အောင်လို့လဲရွတ်ထားလို့ရတယ်လို့အကြီးကျုံတဲ့ခါမျိုးမှာလဲကိုယ်မမြင်အောင်လဲရွတ်လို့ရပါတယ်အဲဒီတည်းမှာခောက်ခောက်ခါခါနဲ့ထုံနေရွတ်ပဲရွတ်ရွတ်ထားတဲ့လူတွေကတော့ကျွန်တော်ခုနပြောခုနပြောသလိုပဲဒီတက်ကန်လေးတစ်ခါကိုကိုက်လိုက်အဲကိုက်လိုက်တာနဲ့အဲတက်ကန်လေးကိုကိုက်လိုက်တာနဲ့ဗဇက်ထဲမှာကိုက်တာနဲ့ကိုယုံပြောက်ပြီးဗဇက်ထဲထုတ်လိုက်ရင်ကိုယုံပြန်ပေါ်လာမှာဖြစ်ပါတယ်ကဲအရန်ကိုရှေ့လူကြီးတွေအတုံးပြုတ်ခဲ့တဲ့ အတုံးများဆုံးခါတာပဲဖြစ်ပါတယ်ဗျရုပ်ပေါ်ပေါ်များမယ်မန္တန်တို့ကြီးကတော့အုံဂေါဏနာနာမစရိယံပုတ်တံပိယခဒေဝါဂေါဏိနာဆယံစရိတိတုံမေရောခမူလေဇာယန္တိအုံဂေါဏနာနာမစရိတံပုတ်တံပိယခဒေဝါဂေါဏိနာဆယံစရိတိတုံမေရောခမူလေဇာယန္တိအုံဂေါဏနာနာမစရိတံပုတ်တံပိယခဒေဝါဂေါဏိနာဆယံစရိတိ ုံမေရုခမူလေဇာယန္တိဆိုပြီး38ခေါက်မှန်းပြရမှာဖြစ်ပါတယ်အဲ့တော့ကိုကတခုခုပေါ့နော်အဆွဲပြုတ်ပြီးတော့ဒီဒီမန္တန်ကတခုအဆွဲပြုတ်ပြီးတော့ကိုကဖြောက်ပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုစီမှာအဆောင်လေးလေးလက်ဖွဲ့လေးလေးရှိနေတဲ့အဆင်ပြေတယ်နော်အဆောင်လေးလေးလက်ဖွဲ့လေးလေးကိုကျွန်တော်တွေဆုပ်ကင်လိုက်ပြီးတော့အဆုပ်ကင်လိုက်ပြီးတော့ကျွန်တော်တွေမန်းပြီးတော့ကျွန်တော်တွေဆောင်ထားမယ်ဆိုလို့ရှိရင်ရန်သူတွေကမမြင်နိုင်ဘူးတကယ်လို့စမ်းကြည့်ပေါ့နော် အတော့ကိုကိုကိုကလာစင်နေ့စဉ်နေ့နဲ့နေ့တိုင်းအမြဲတမ်းရုပ်ဘက်ပေါ်မြတ်မယ်ဆိုလို့ရှိရင်တော့ထုံနေအောင်ရုပ်ထားလို့ရှိရင်တော့အဆွမ်းပြလာမှာတည်ကြပါတယ် ။ဒါကြောင့်မလို့စာသက်လူနဲ့ညီငယ်များတောင်းထားတဲ့မိတ်ဆွေညီငယ်များအတွက်ပြန်လည်မြောက်ပေးခြင်းပဲဖြစ်ပါတယ်နော်။အရေးအကျုံတဲ့ခါတွေမှာလည်းအသုံးပြုလို့ရတယ်။ခက်ခဲတဲ့ကြုံတဲ့ခါများလည်းကိုယ်ကိုဒုက္ခပေးမဲ့သူတွေမကောင်းကြံတဲ့သူတွေမမြင်အောင်မတွေ့အောင်လည်းအသုံးပြုလို့ရတယ်။အရေးကြုံတဲ့ခါပြမှာအသက်ပြည့်ကျွန်းတဲ့ခါမျိုးမှာလည်းဒီကမန္တန်ကိုအသုံးပြုလို့ရပါတယ်ဗျ။အရန်ဆွမ်းထပ်ပါတယ်။အဲ့တော့ဘေးရကိုဘေးပစ္စည်းကိုဖြစ်ဖြစ်ကျွန်တော်တွေကင်ပြီးတော့မန်ပြီးဆောင်ထားမယ်ဆိုလို့ရှင်ကိုယောင်နေဖြောက်စီပါတယ်ဗျ ကဲအားလုံးကျေးဇူးတင်ပါတယ်တောင်းထားတဲ့မေးထားတဲ့မိတ်ဆွေညီငယ်များလည်းအဆင်ပြေပါစေကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းအဆင်ပြေပါစေဗျရုပ်ဖတ်ပေါ်မြောက်လို့ဆိုကာရမန်နမရှိသည့်နှစ်ခုလိုပဲခုံမောင်မှာရေခဲမေးခဲတောင်းခဲ့ပါနော်ကျွန်တော်ပြန်လည်းမြောက်ပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ